ရရှင်ပြည်သူများရှင်ကြည့်ရှုခန်းစားပေးစီလိုပါတယ်ခုဘွားနဲ့ဒီချင်းတိုက်ဆိုင်တဲ့ဒီချင်းကိုရွေးပြရတဲ့ဒီဒီချင်းရွေးပြရတဲ့အကြောင်းရင်းကတော့ဘယ်လိုပြောတကားလေးအမှုပညာကိုလုပ်နေပေမဲ့လည်းတွေးဟာဖြစ်တဲ့အခြေအနေရှိရအောင်အာဒီလည်းဆက်ဆက်ရှောက်နေကောင်းမလားဆက်ရှောက်တာမဆောက်ခဲ့တာမားပြီလားဆိုတဲ့အရာတွေတွေးကြုံခန်းစားလာရတဲ့အချိန်မှာဒီချင်းတဲ့အတိုင်းနဲ့တိုက်ဆိုင်တဲ့အရာရှိတဲ့အတွက်ကြောင့်ရွေးဖြစ်တာဖြစ်ပါတယ် ချင်းတိုက်ရတာခက်ခဲတော့မရှိပေမဲ့ဟိုတချင်းကတော့နည်းနည်းអော်ရတဲ့ဘိုင်းမှာရှိရတဲ့ကြောင့်ကျွန်တော်အတန်ကနည်းနည်းအနှိပ်ပဲသွားတဲ့ချိန်မှာအရန်អော်ရတဲ့ချိန်မှာအဲ့လိုလက်ချောင်းရန်လာတဲ့အရာရှိအဲ့ဒါတော့ရှိတယ်ကျန်တာတော့အဆင်ပြေပါတယ်အာကျွန်တော်ချိန်တက်ဆုံး round ကတော့အဲ့ဒီ no no တချင်းဆိုခဲ့တဲ့ round ကိုအဲအဲ့ round မှာတော့ချိန်တက်မှုရှိခဲ့ပါတယ်အဲ့အဲ့ round ကျတော့ကွန်ဖိုင်နယ်ချိန်လေးဖြစ်တယ်ပြီးတော့အကုန်လုံးကလည်းအဆင်ပြေတဲ့အချိန်ဆိုတော့ တော်တော်ချိန်နိုင်ခဲ့ပါတယ်အချိန်ကကျွန်တော်တို့စင်ကုန်မှုအဖြစ်ဆုံး round တော့အဲ့ဒီ road week တော့ round ပေါ့တချင်းကရွေးတော့ရွေးရပေမဲ့အကုန်လုံးကနည်းနည်းရွေးရခတ်တဲ့တချင်းတွေမှာပါတယ်ဆိုတော့အချိန်ကလုံးဝမတည့်တဲ့တချင်းနဲ့ရွေးလိုက်မိတဲ့အချိန်ကျတော့ဆိုရတာကအာဟိုဟာစာသားတွေပါတယ်တအားလုံးဝတန်စင်တွေကစအတစ်ဖြစ်နေတော့အရင်ခက်ခဲခဲ့ဘူးအေးအေး road week မှာတော့ 哦လာမဲ့ round မှာကျတော့ကျွန်တော်အကောင်းဆုံးနဲ့လောက်တာပါတယ်။နောက်လျှောက်အအကောင်းဆုံးပြောပြသွားဖို့ရှိပါတယ်။အကောင်းဆုံးရှင်းပြသွားဖို့လည်းရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဆက်လက်ပြီးတော့အားပေးကြပါဦးလို့ပြောချင်ပါတယ်။နောက်ပြီးတော့ဒီအာပြန်ပွဲနေရာကျွန်တော် studio camp ပဲဒီတာမွေတင်းတို့မှာပြည့်တဲ့အကြောင်းအာဒီအပြင်မှာလာရောက်အားပေးခြင်းလည်းဆိုလည်းလာရောက်အားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။အေးအဲ့တော့ပြန်မွေးဝင်မောင်လေးငွားချစ်တာရဲ့ခန်းစားချက်နဲ့တိုက်ဆိုင်တဲ့သချင်းပေါ့နော်။ အာရှေ့ဆက်တူရမှာလားဒီလမ်းပေါ်ဆက်လျှောက်ရမှာလားဆိုတော့ဒီနေ့ကိုတိတ်ကိုရင်ခုန်စရာကောင်းတာကအဲဒီမှာရှိရမောင်လေးညီမလေးတွေကသူတို့ရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့တခြင်းကိုတကယ်တော့အနုပညာပိုးပါတဲ့အာအနုပညာရှင်တွေအနုပညာရှင်ဖြစ်ဖို့ကြိုးစားနေတဲ့သူတွေအကုန်လုံးကစိတ်ခံစားချက်ကသူများလေးသူများရဲ့ထပ်ပို့ပြီးတော့နုနုညံ့ညံ့လေးနဲ့ပို့ပြီးတော့ထိခိုက်ခံစားလွယ်ပါတယ်ဆိုတော့ဒီတခြင်းလေးကမောင်လေးရဲ့ဘဝနဲ့စိတ်ခံစားချက်နဲ့တထက်ထဲချရတဲ့တခြင်းဆိုတော့ ပရိသတ်များရှင်ပရိသတ်များရဲ့အာဘဝနဲ့ဆန္ဒနဲ့ပြီးတော့မောင်လေးပေါ်မှာအားပေးတဲ့ပရိသတ်တွေအနေနဲ့ဆိုလို့ရှင်ရောဒီမောင်လေးပေါ်မှာဘလောက်ထိအားပေးဝင့်ရကြမလဲရင်းခုန်စွာနဲ့ပထမဦးဆုံးတည်ဆူဖြောပြမှုကိုစတင်ခန်းစားကြည့်ရှုပေးစီလိုပါတယ်မောင်လေး collect ပါဟုတ်ကဲ့ပါဗျာ ပြပပီးတဲ့ဆုပ်ပြသွားတဲ့ငါချီတော့မြဖို့ပနပြလို့တော်လို့အိတ်ကတဲကိုလက်နဲ့ရှာချင်းတချင်းကပြီးတဲ့ပုံစံမနဲ့ဆာချောက်ကက်ကက်ကဖို့အရေးကြီးအိုးလောက်ကထွက်ပြီးစိတ်ပြလို့နဲ့ဆိုရဝန်နဲ့ပုတ်ကလေးကတည်းကပြူတော့ငါဝေးရုံရုံမဲအမေဖြစ်စီချင်တာဝေးပြီးမာနေတဲ့ကောင်းဒီက the pain may need all a ာဘာမှမထူတာခဲ့ဘူးမရပြေရတာ my pity and god be cast you when i my shy go down it all a moment ka amen ka me sa la na ya go twa ka pwe de ko yu de the thing i be the thing my long am swell and bang i'm no jan le yo nya tap the night churi mi ti Oh love that top you say the lord so ya wanna But we got a TV to put on that we even know man I may just see you now we be my need a gown the night my be Now you go learn me though the dim and me need oh a swim to ya la No lane to me the mental yeah Say grab me back Tell me that ချင်းဒီကုန်းနေစေအိယာမဲ့တော့ဘဝဒီလက်ဆွေမအပမလချင်းကြကိုယ်ရဲ့မောင်တော်ညာအရှက်ကလေးလည်း 忙里我也参加些百姓，然后平时我也看嘛，过身体也看啥子呢？比如，过开眼、木脚、过地脚啦。家话嘞，过地脚吧，就前面嘞，过平常啊，平常些啥子呢？什过地脚吧？好嘅话，然后啊，过 life 过就是你在 break 得没事，所以问到我，听到前面嘞讲嘛，我哪天我也看嘛。 အာဒီဆိုရှယ်ပြိုင်မှုပေါ်မှာတရားရဂိုင်းနှုတ်စိတ်ကျင်တဲ့မှုရှိရလားဘလောက်ရဂိုင်းနှုတ်လောက်လေးပဲစိတ်ကျင်တဲ့မှုရှိလဲခြေနေဘလို့လေးဖြစ်နိုင်လဲဆိုတာကိုရင်ခုန်စွာနဲ့ပေါ့နော်ဆိုတော့ဆုမနကိုဆုမကိုတိုင်းလဲပြိသက်များနဲ့ထတ်တူအများရန်ကိုဖောက်ကိုအာရင်ခုန်စွာနဲ့ထတ်ပြီးတော့ပေါ့နော်မျောလင့်ပါတယ်အဲ့တော့အမှတ်တွေအများကြီးရပါမလားအမှတ်တွေအများကြီးပို့ပြီးတော့ရနိုင်မလားဆိုတာလဲတိတ်ကိုရင်ခုန်စရာကောင်းပါတယ်ဒီတော့ဒိုင်သူကြီးမင်းများကလည်းမကြခင်မှာ comment ပေးသွားမှာဖြစ်ပါတယ်ပြိသက်များရှင်ခဏနေပြန်လာခဲ့ပါဦးမယ် Shiny တန်မိုးရှိတဲ့အရာတွေတိုင်းအလှပြားတွေနဲ့ပြည့်နေနေပါလေ။ပုံမပြီးပြည့်စုံတဲ့အလှပြားတွေအတွက်ဒိုင်းရီစင်ချူရီနာဂိုင်းကြီးမှ စောင့်ခြင်းပေးနေပါလေ။အယောက်၈၀၀ဂိုင်းလုံးအလဲ၃၀၀ဂိုင်းလုံး၆လတစ်ကြိမ်တန်မိုးမြင့်နဲ့အလဲ၃၀၀ဂိုင်းလုံးဈေးမှန်အမီသွင်းမှန်ပစ္စည်းမှန်နဲ့စင်စစ်စစ်များနဲ့ရောင်းပေးတဲ့လိုင်းလီ။လူရိုင်းစိန်ဝတ်နိုင်ရမည် လိုင်းလီ။ ဟုတ်ကဲ့မြန်မာစတားပရိသတ်များရှင်ပြန်လေးကြိုဆိုပါရစေဆိုတော့နိုင်သူကြီးမင်းနေကွန်မန့်ပေးတဲ့အခါမှာတခါလေးကြားလို့ရှိရင်တော့ဘယ်နိုင်သူကြီးမင်းကအရင်ဆုံးအဲဘလို့အကြောင်းအရာလေးနဲ့ဆက်ဆက်ပြီးတော့စတင်ပြောချင်နေဆိုတာရှိပါတယ်ဒါကြောင့်မို့လို့နိုင်သူကြီးမင်းတူဦးတယောက်ချင်းစီရဲ့နာမည်ကို mention မလုပ်တော့ဘဲနဲ့နိုင်သူကြီးမင်းများတဲ့မှာမောင်လေးရဲ့တီဆူဖြောပြီးရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးတော့အမှတ်ချက်များပေးစီလိုပါတယ်ရှင်မင်္ဂလာပါမောင်လေးမင်္ဂလာပါ final မှာမှ final ပိုနီးသွားတဲ့ round ဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုရဆိုတဲ့အပေါ်မှာပေါ့နော်မှတ်ချက်တည်တံ့မပြီးတော့ပါဘူးအားလုံးကလည်းကို့ fan နဲ့ကို့ပေါ့နော်အပီ chicken နဲ့ပြည့်သက်တည်လဲရှားနေကြပြီဖြစ်တယ်အာဒီနေ့ကတော့ကိုယ့်ရဲ့ဘဝကိုထင်ဟတ်တယ်ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့တိုက်ဆိုင်တဲ့ခြင်းတွေကိုရွေးချယ်ပြီးတည်ဆူကြတာဖြစ်တဲ့အတွက်ကြောင့်မလို့မောင်လေးကိုစိတ်ခွန်အားပဲပေးချင်ပါတယ်ဟုတ်ကဲ့ပါအာ တကယ်တမ်းပြောရမယ်ဆိုရင်အမကိုယ်တိုင်လေအမဘွားမှာလမ်းပြောက်တဲ့အချိန်နေဆက်လျှောက်ရမလားရက်တန်လိုက်ရမလားနောက်ဆုတ်လိုက်ရမလားဆိုပြီးတော့မှတွေ့ဝေတဲ့အချိန်နေအများကြီးကြုံခဲ့ပူးတယ်အာအဲ့ဒါသူ့ရဲ့အသက်ရွယ်ပုံမှန်လေမူတည်သလိုခါလေးကြာရင် အချိန်နေအချိန်ခါပုံမှန်လေသွားမူတည်ရေပေါ့အဲ့လိုမျိုးတွေကြုံရတဲ့အခါကြာရင်ဘယ်လိုမျိုးတွေးလိုက်လဲဆိုတော့ဒီနေ့ဒီချိန်ထိကို့မှာအိမ်မက်တွေရှိသေးတယ်တချို့လူတွေဆိုရင် ကိုပါဖြစ်ချင်မှန်းတော့ကိုမသိဘူး ကိုဘာပြချင်မှမသိတော့ကိုဘယ်နောက်လိုက်ရမှမသိဘူးအာအဲ့တော့ကိုက ကမပန်းနိုင်မရှိရဲ့အခါကြတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကလည်းဘမစုစည်းထားရမယ်ဆိုတာမသိဘူးပေါ့နော်အဲ့တော့မောင်လေးအတွက်ကကြတော့ကိုဘာဖြစ်ချင်လဲဆိုတာကိုကိုသိတယ်အနည်းဆုံးအိမ်မက်ရှိတယ်အဲ့အတွက်ကြောင့်လို့အဲ့ဒီအိမ်မက်နောက်ကိုလိုက်ဖို့အတွက်စိတ်ဆန္ဒရှိမယ်အဲ့အတွက်ကြောင့်မလို့ပဲပြင်ဆင်တာစူးစမ်းတာလေ့လာတာအားထုတ်တာတွေအကုန်လုံးလုပ်ခွင့်ရှိနေသေးတယ်ပေါ့နော်အဲ့အဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အခြေအနေတွေက တခြားလူတွေနဲ့ရှင်တဲ့အခါကျရင်အရင်တာလွန်ခြင်းမတာလွန်မယ်ကောင်းမွန်ခြင်းမကောင်းမွန်မယ်ဒါပေမဲ့လူတိုင်းကကိုယ်ဘဝကိုယ်ခရီးလမ်းကိုကိုရှောင်နေကြတာကြီးပဲပေါ့နော် အားလုံးကတော့ဒီလောကကြီးမှာဧည့်သည်အဖြစ်နဲ့ခရီးသွားအဖြစ်နဲ့ရောက်လာကြတာအဲ့လိုမျိုးကိုကဧည့်သည်အဖြစ်နဲ့နေထိုင်နေတဲ့အချိန်မှာကိုယ့်ရဲ့အိမ်မက်တွေကိုလက်မလွတ်လိုက်ပါနဲ့ဆက်ပြီးတော့ရှောက်ပါလို့အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ် မင်္ဂလာပါသားโอเคမင်္ဂလာပါဆရာတော့ဒီလိုပေါ့တာတချင်းဆိုရတာလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာလေးတော့ရှိရပေါ့ဘာလဲဆိုတော့တဝင်ခစားမှုကဒီတချင်းပေါ်မှာဒါကိုယ့်ရဲ့ဘဝနဲ့ထင်ဟက်စီတဲ့တချင်းကိုကိုယ်ကိုယ်နဲ့ကြိုက်ပြီးဆိုတာဖြစ်တဲ့အတွက်တကယ်တစ်ထက်တည်းကြားရလို့ဆရာခံစားရပါတယ်နောက်တစ်ခုကတော့တားရဲ့ဟိုလူဆိုတာတယောက်နဲ့တယောက်နဲ့မတူဘူးလေတယောက်ကပင်ကိုအတန်က ကောင်းချင်းရှိတယ်နောက်ပြီးတော့ကိုယ်ဆိုနိုင်တဲ့ physical နဲ့ range နဲ့ရှိတယ်ပေါ့နော်တကယ်တမ်းသားဆိုခုနအစပိုင်းမှာဆိုပါတဲ့တကယ်အတန်တုံးကာလာကတကယ်ကိုကောင်းမွန်တဲ့တုံးကာလာဖြစ်ပါတယ်ပေါ့နော်ဒီသချင်းမှာတော့ဒီအကြအတန်ကိုအစဆိုရတာလေအင်မတန်လည်းခက်တယ်လို့ဒီထက်မှမူလည်းရအောင်ဆိုရတာတော်တော်လေးခက်ခဲပါတယ်ပေါ့နော်အဲ့တော့ကိုကောင်းတဲ့အတန်တုံးကာလာကိုဒါကတော့သူများသချင်းကိုကိုကဆိုပြီးပြန်ရတာဖြစ်တဲ့အတွက်ကိုပိုင်းသချင်းလိုမျိုးကို တားနဲ့လိုက်ဖက်တဲ့ဒီအတန်တုံးကာလပေါ်စီတဲ့တခြင်းကိုပိုင်းတခြင်းလေးတစ်ပုတ်နဲ့တားနောင်ရှောက်မဲ့ခကြီးလမ်းမှာအဲ့လိုမျိုးအလိုက်ဖက်ဆုံးတခြင်းတစ်ပုတ်နဲ့ဆိုလို့ရှိရင်ဆရာတားတန်ကိုတကယ်ကိုသဘောကျပါတယ်ဆိုတော့ဒီနေ့ဒီလိုဒီစုရဲ့တခြင်းမှာအဲညီအောင်ကျော်ပြောရလို့ရှိလို့ရှိရင်တားရဲ့အတန်နဲ့လည်းလိုက်ဖက်တဲ့ခန်းဆောင်တက်ဝဲမှုလည်းကောင်းတယ်နောက်ပြီးတော့ဒီလိုကိုပိုင်းတခြင်းလေးတစ်ခုမျိုးဖန်တီးနိုင်လို့ရှိလို့ရှိရင်တားနောင်နာကမှတားဖြစ်ခြင်းနဲ့ ဒီအအောင်မြင်တဲ့လူပညာရှင်တယောက်အနေနဲ့ရှောက်လန်းနိုင်မှာဆိုတာကိုလည်းဆရာတိစာပေါ့ပြောရဲပါတယ်ဗောနော်ကျေးဇူးတင်ပါတယ်ဘာကျေးဇူးတင်ပါတယ်ဆရာကြီးအာညလေးကိုမပြောခင်ကွာမမရီဘက်ကကိုကွာပြောဟာလူတော်ဖြစ်သွားဘာလို့ဆိုမမရီဘက်ကရဲ့ဒီခန်းစားချက်ကလေးကိုကိုကြားလိုက်တာဗောနော်ကြားလိုက်တဲ့ချိန်မှာဒီလိုရှေ့မှာနော်လေဂျန်လည်းဖြစ်တယ်ပြီးတော့တော့တချင်းပေါင်းမြောက်များစွာကို တည်ဆိုခဲ့ပြီးတော့အောင်မြင်တဲ့အဆိုတော်တဦးတောင်မှဒီလိုခံစားရရင်ပြိုင်ပွဲဝင်တဲ့ညီငယ်ညီမငယ်တွေအနေနဲ့ဒီပြိုင်ပွဲမှာဖြစ်နေတဲ့စိတ်လှရှားမှုတွေရော ရှေ့မှာကြုံတွေ့ရမယ်အခက်အခဲတွေအကုန်လုံးအတွက်ဆုံးရွံ့နေမယ်ဆိုတာလည်းအခုခံစားမိပါတယ်အခုညီတို့ညီမတို့ကြုံတွေ့နေရတဲ့ Facebook ရဲ့ comment တွေအပေါ်မှာအသူရတဲ့နဲ့သူမရတဲ့ဘူးဒီလိုခံစားချက် comment ကလေးတွေအားအသစ်ဖြစ်တဲ့ပြိုင်ပွဲဝင်နေဖြစ်တဲ့ ညီလေးညီမလေးတို့ခံနိုင်ရေမရှိဘူးဆိုတော့အကိုလည်းနားလည်ပါတယ်အကိုတို့တချင်းတွေကိုစပြီးတော့ဒီဇိုင်းမမတ်အရန်ကိုနားထောင်ပြီးတော့ဖြစ်တဲ့အချိန်မှာအကိုမှအမှတ်တရလေးတစ်ခုရှိတယ်အကိုခီးသွားကြတာပေါ့သွားတဲ့ခါမှာအကိုမိနာမှာအကိုရဲ့တငယ်ချင်းတယောက်ပေါ့နော်သူ့သူ့ကိုကြည့်လိုက်လို့ရှိရင်လုံးဝ strong man သူကအားလုံးကအာသူ့မှာရီးစားလည်းရမ်းပြတယ်မိန်းကလေးတငယ်ချင်းအဲရီးစားလည်းသူရမ်းပြရတယ်ပေါ့နော်အဲ့ဒီအချိန်မှာ तू ကတွတ်ခီးသွားပြီခေဆိုလို့ရှိရင် तू ကအဲ့တုန်းကအကိုလို့လေ တခြင်းနားထောင်တဲ့စက်ကလေးရှိတယ်ဒီလားအဲ့စက်ကလေးတွေမှာ तू နားထောင်အောင်ဆိုလို့ချက် तू तू နားထောင်တဲ့တခြင်းကို तू ပေးပြီးတော့နားမထောင်ဘေးရလူ sharing မလုပ်အဲ့တော့အရင်စိတ်ဝင်စားတယ်ဘာတခြင်းတွေနားထောင်နေရလဲဆိုပြီးတော့အကွာဆက်စုချလိုက်တာအကိုနားထောင်တဲ့တခြင်းနဲ့ तू နားထောင်တဲ့တခြင်းကိုအကိုဖလှယ်မယ်ပေါ့တခါတလေပေါ့နော်အာခီးသွားတဲ့တောက်လျှောက်ဆိုတဲ့အခါကျထူးထူးခြားခြားဖះဆူသူ့ရဲ့ play list တဲ့မှာလေဒီတန်ရှင် rebaga ဝင်းရဲ့တခြင်းတွေတော်တော်များများကို အကိုတွေ့အကိုကအမှသူ့ဘာဆလိုက်လဲဆိုတဲ့အခါကျတော့ဟာဟုတ်ရဲ့လားဗောဟိုဗာလဲမိန်းကလေးတွေကြိုက်တာဟုတ်ရဲ့လားဆိုပြီးကိုကအမှစချလိုက်တာဘာလို့လဲဆိုတော့တချင်းလေးကအတန်လေးကချွတ်ချိုးအေးအေးလေးနေဗောနော်သူ့ဘဝရဲ့အကြိုက်ဆုံးသူ့ရဲ့ခံစားချက်ကိုအထီဆုံးသူ့အကြိုက်ဆုံးဆိုတော့ရေဘကာပါတဲ့အကိုကရေဘကာဘေးနားမှာထိုင်ပြီးနားထောင်တဲ့ခါမှာအဲ့ဒီအခိုက်အတန့်လေးကိုပြန်ပြီးတော့အမှတ်ရသွားတယ်တိတိချင်းချစ်သူတွေရောအခုတို့ဂီတလောကမှာတစ်ခေတ်တစ်ခါမှာ เนาะဒီလိုအရန်ကောင်းမွန်တဲ့ဒီသင်းတွေကိုတည်ဆူခဲ့တဲ့သူတော်မှာဒီလိုခံစားချက်ရှိတယ်ဆိုတဲ့အခါကျတော့ညီတို့ညီမတို့မှာအားနေချက်တွေနောက်ပြီးတော့အားငယ်စိတ်တွေအများကြီးဖြစ်နေတာကိုအကူကတောက်လျှောက်ရှိခဲ့တဲ့အခါမှာအကူလည်းခံစားမိပါတယ်အကူကကပြောသလိုပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အကူတို့မှာအကြောင်းပြချက်ကတော့ရှိမနေဘူးเนาะအကောင်းဆုံးကြိုးစားမှဖြစ်ပါတယ်ဘဝရဲ့ရှောက်လွှမ်းရမယ့်ခရီးအတွက်ကလည်းအကူတို့ကိုဘယ်သူကမှ သူတို့မှာတာဝန်ရှိမနေဘူးအကိုတို့ကိုယ်တိုင်ဆက်လို့မှဖြစ်ပါတယ်အကိုနဲ့ညီတို့ညီမတို့ကအတူတူအနီးကနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုစိတ်ကိုလည်းသိမယ်လို့ထင်ပါတယ်ဘလို့ဝေဖန်ချက်ရှိရှိကိုယ့်ရဲ့ခံယူချက်နဲ့ကိုအကောင်းဆုံးရှောက်လန်းရမှာဖြစ်ပါတယ်အကိုတို့ချစ်တဲ့အမှုပညာကိုဆက်လို့မယ်အကိုတို့ကိုချစ်တဲ့ပရိသတ်တွေအထွန်းအကိုတို့ကအကောင်းဆုံးကြိုးစားရမှာဖြစ်ပါတယ်အဲ့တော့ညီလေးရဲ့တခြင်းလေးကိုခံစားနားဆင်လိုက်တဲ့အခါမှာညီလေးပြောပြခြင်းတဲ့ မိဘကိုလည်းရှိခြင်းရှိမယ်မောင်နှမကိုလည်းရှိခြင်းရှိမယ်ကိုယ်ရန်ချက်ရတဲ့သူတယောက်အတွက်လည်းရှိခြင်းရှိမယ်ဒီစင်ပြင်းထက်ကနေပြီးတော့ဒီမိုးမခခရမ်းပြတခြင်းနဲ့ပတ်သက်ပြီးတော့ညီလေးပြောခြင်းနဲ့ခံစားချက်လေးတခုကိုအကိုလည်းကြားခြင်းပါတယ်ခန္ဓာခန္ဓာချက်ကတော့အများကြီးပါပဲကျွန်တော်ပြန်ခဲ့တဲ့တော့ရှောင်းပါတယ်တယောက်တည်းပဲပြန်ခဲ့ဆိုကြားလို့ရေး ိဘဆွေမျိုးတင်ငယ်ချင်းနဲ့လည်းလာအချိန်မှာကျွန်တော်တယောက်တည်းလာပြန်ရအဲ့ဒါတခြားလူကပြစ်ပြောတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တာရှောက် နေလာခဲ့တဲ့အချိန်မှာတော့အဲ့လိုကကဲရတဲ့အများရှိခဲ့တဲ့တော့ကျွန်တော်နေတိုင်းစာဝန်ကြီးကစာလာပြန်ဖို့အစားဆုံးအားလုံးဒီလိုအစမပြေမဲ့အစမပြေခဲ့အစမပြေလောက်ခဲ့တဲ့အချိန်တော့အများကြီးရှိရပါတော့ဒီတချို့ကမချစ်လို့တခြားပါမှာတော့မဟုတ်ဘူး ကိုအစားစားရင်းမြဲတော့တတိတော့မရှိဘူးကျွန်တော်မူလေးခဲ့တဲ့အစီအပြည့်ဖြစ်ခဲ့တယ်အလောက်ထိပေါ့ဘာလို့ဆိုရင်ကျွန်တော်တကားမလဲလို့မပြန်ဘူးတတိလည်းမရှိဘူးဒါမှလည်းကျွန်တော်ဒီတချင်းကိုရမ်းချစ်တယ်ဂီတာ music ဒီတချင်းဆိုရတဲ့ဟာတွေကအများကြီးချစ်တဲ့အတွက်ကြောင့်အများရှိတဲ့တတိလေးနဲ့အလုံးဝပြန်ခဲ့တယ်သစင်းပြီးသစင်းပါခဲ့တဲ့အတွက်ကြောင့်အပြားကြီးလည်းရှိလို့ဖြစ်ပါတယ်ဘာဖြစ်ဖြစ်အစမပြေတော့မှအာ များကြီးစုတောင်းခွင့်ပြီးရရောက်ချင်းစီတယ်လည်းအများကြီးချီးကျူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့အကူကအကူညီလေးဝါချေသားနဲ့ပတ်သက်ပြီးတော့အကူပြောချင်တဲ့စကားလေးကရင်ထဲမှာထပ်ပြီးတော့ဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့ညီလေးကိုစပြီးတော့အကူတို့တတိထားမိတဲ့အချိန်မှာညီလေးအားနေပြီးတော့စင်ပေါ်မှာမူးလဲသွားတယ်မှတ်မိသေးလားနော် နော်အဲ့ကလေးကတချို့ကြတော့လေညီလေးဝေဖန်မှုတွေနဲ့အာဒါ attention ယူတယ်ပုံစံမျိုးစုံနဲ့ညီလေးပြောတယ်အဲ့လိုအခြေအနေမျိုးမှာကိုယ် attention ယူတာမဟုတ်ဘဲနဲ့ကိုယ့်ကိုယ်ကြမ်းမအောင်လုပ်ပြီးတော့အစင်တိုင်းအစင်တိုင်းကိုညီလေးရှင်ပြိုင်ခဲ့တဲ့သူလေဟုတ်တယ်အများကြီးလည်းစိတ်အားတင်းထားပြီးတော့ဟောများတခြားအကြောင်းရင်းဆိုတာတဲ့ဒီတချင်းကိုဒါဆိုပြီးမှပြိုင်ချင်တဲ့ချက်လို့ဆိုရဲအကြောင်းပြချက်တခုတည်းနဲ့ပဲဒီစင်တီရောက်လာခဲ့တာပါအစင်တိုင်း စ조사ဖို့လိုတယ်ဘဝမှာအကိုတို့တက်လန်းရမယ့်လှေကားတွေအများကြီးရှိသေးတယ်ဒါကဘဝလည်းမဟုတ်ဘူးဘဝမဟုတ်ပေမဲ့အကိုတို့အမှတ်တရတော့ဖြစ်နေတော့အာသာချက်ကညီလေးရဲ့အတန်ပဲညီလေးရဲ့အတန်ဟာဖယားကညီလေးကိုဖန်ဆင်းပေးထားတယ်ညီလေးရဲ့ဖြစ်တည်မှုဟာ the one and only ဆိုပြီးတော့ဂီတလောကမှာမှတ်ချောက်တင်နိုင်မဲ့အတန်မျိုးဖြစ်တယ်အဲ့ဒီအတန်ဟာစိတ်မဆိုးနဲ့နော် ကလေးတွေဘာဖြစ်လဲဆိုတော့အကုန်လုံးပြိုင်ပွဲတက်ဆောင်မြန်မာစတားရဲ့အခုစီဇန်မှာအကွာအရှိစီဇန်တော့အကုန်မသိဒီစီဇန်မှာညလေးအတန်လောက်ထူးခြားတဲ့သူအကုန်မတွေ့ဘူးညလေးရဲ့အတန်ဟာဂီတလောကကိုဒီဇိုင်းမမတ်ညလေးအရန်စ조사ပြီးတော့အရန်ချစ်ခင်ပြီးတော့လေးလေးစားစားနဲ့လုပ်မယ်ဆိုလို့ရှိရင်အောင်မြင်လာတဲ့အဲ့ဒီ husky boy ဘယ်အရာနဲ့မှလဲလို့မရအောင်ညလေးမှာဖြစ်တည်မှုဟာရှိနေပြီညလေးဆက်ပြီးတော့조사ပေးပါ final မှာကိုယ့်ရဲ့ အတန်တုံးကာလကိုအတုံးချပြီးတော့ဝင်နာ ဖြစ်ဖို့အထီကိုညီလေးစူးစမ်းပေးပါညီလေးရဲ့အတန်ဟာဘသူမှမရှိမနေတဲ့အတွက်ကြောင့်မို့လို့ကိုနံပါတ်၁ချက်အဲ့ဒါအားတာချက်ပဲအားနေချက်ကညီလေးအယမ်းစိတ်အားငယ်တတ်တယ်တခုခုဆိုလို့ရှိရင်ညီလေးကအဲ့ရဲ့စိတ်အားငယ်တတ်တဲ့ကိုစင်ပေါ်အထီကိုဆွဲခေါ်လာတယ်ညီလေးအကိုတို့မှဘသူမှသွားပြီးတော့အဲ့ဒီအကြောင်းပြချက်တွေကိုဖြည့်ရှင်းခွင့်မရှိဘူးအကိုတို့ကိုနားလဲပေးဖို့အတွက်ကိုဘသူမှမတာဝန်ရှိမနေဘူး 初三嘛，你你也看看呐。啊，高中初三表嘛，你你也看看呐。这四个的差距也看看呐。你连高中初三表多买些路线，你连有去看阿伯的翻的这个大问题那边，阿达你别录了。为哪来皮破这个？你连嘛？对，没一道。把、anyway, 这个第四个表啊来说哦，你连变表看白，你的线变表低哦。为哪来钱嘛？啊，哥们，将军你也来开开的。 ဒါပရိသတ်မတိသေးတဲ့အခက်ခဲတွေအများကြီးရှိတယ်။ညီလေးရဲ့အတန်ကာလာတွေရောတုံးနေရောညီလေးတစ်စစ်နေပြီးတော့ကြီးတယ်ရောညီလေးဆူသွားတာ။အကိုလေးအဲ့နေ့မှာပြောလိုက်ချင်တာပြဿနာကြီးအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒါမျိုးတွေကိုအကိုတို့မှာအကြောင်းပြချက်ရှိပြီးပြန်ပြီးတော့ဖြေရှင်းရမယ်အကိုတို့မှာမလိုဘူးလေ။ညီလေးအကောင်းဆုံးကြိုးစားပေးပါ။ final ရောက်နေပြီ။ Okay ။ Okay ကျေးဇူးတင်ပါတယ်ဆရာ။ Okay အာကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုချင်းမင်းများအားလုံး တကယ်ကိုကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးလိုအပ်ချက်တွေရှိမယ်ဆိုလို့ရှိရင်လည်းအာစိတ်ပိုင်းဆိုင်ရာအားနည်းချက်ပဲဖြစ်ဖြစ်တခြားသဘလို့အားနည်းချက်ပဲဖြစ်ဖြစ်ရှိမယ်ဆိုရင်တော့မှ final နာနီးနေပြီတပတ်ပဲကျန်တော့တာဖြစ်တဲ့အတွက်အကောင်းဆုံးစိတ်သက်ခွန်အားတွေပေးတဲ့ comment တွေကိုပြပြပေးသွားတာဖြစ်ပါတယ်။မောင်လေး 哎，现在照办嘞，办都来说，身边他妈没得那些必要，得钱少嘞，是啥个？什么什么得了比较受用那么些我呢？变变什么的，买一路嘞？为啥办啥样？得钱少让别人得悄悄的变什么的买呢？那说到底嘞，买一路嘞说，第二点，第三，一一路没有那些比较高档的设备那点，这就买就买，过来吧，买。快点，快点嘛，少不嘞。 ဟုတ်ကဲ့မြန်မာစတားစီစဉ်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တဦးရဲ့သီဆိုဖျော်ဖြေမှုတော့ပြီးသွားပါပြီ။အခုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာမောင်းလင်းကွာချက်တားရဲ့ပရိသတ်တွေပါဝင်